ကဲအနေနဲ့ရရကရွှေစကားငွေစကားမိသားစုများမိတ်ဆွေပြိတ္တမိဟောင်းမိတ်တဲ့အားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လုံးမနိုင်ရပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျိုးပါနာမူနိုင်ရပါစေလို့လှိုက်လိုက်လဲလဲမြတ်တာပို့တာလို့ဆက်သလိုက်ပါရခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်နေ့စဉ်ကျွန်တော်စူးစမ်းပြီးတော့တင်ဆက်ပေးနေပါတယ် YouTube မှာရော TikTok မှာရောနော်။ အနေနဲ့ရကမိတ်ဆွေများအတွက်လည်းအသုံးတဲကြအယုတ်ထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျတချို့မိတ်ဆွေတွေကဘာခက်ခဲကြုံနေလို့ညာခက်ခဲကြုံနေလို့အခုပေးတဲ့ရရားကိုပြုတ်လုပြီးတော့အဆင်ပြေကြပါစေတချို့ကဘာရောက်ညင်လို့ညာရောက်ညင်လို့ဘာလဲဝါမလဲတဲ့အခုပြေးပြေးတဲ့ရရားထဲမှာပါပါတယ်အဲ့ဒါလေးတွေဆောင်ရွက်ပြီးတော့အဆင်ပြေကြပါစေလို့အများစုအဆင်ပြေနေကြတယ်လို့ကျွန်တော်ပြန်ပြီးတော့ကွန်မန့်တွေမှာတွေ့ရပါတယ်ကဲအဲ့တော့မိမိလည်းပဲအဲ့ဒီအဆင်ပြေတဲ့ထဲမှာပါဝင်နိုင်ပါစေခင်ဗျ ။နောက်ကျွန်တော်မိတ်ဆွေများစိတ်ခွန်အားမြင့်အောင်မြင့်ကြောင်းတည်သခြင်းလေးတစ်ပုဒ်လဲကျွန်တော်စူးစမ်းပြီးတော့တင်ပြထားပါတယ်ရှေ့မှာဆင်ပြီးတော့စိတ်ခွန်အားများတို့ပါကြပါသည်ခင်ဗျာ။အခုကတော့မေလ14ရက်နေ့အတွက်ရွှေစကားငွေစကားရှေးဦးစွာတနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုကင်းမျိုးမှာကဆရာသမားတို့ကြီးကဲသူတို့အလုရှင်တို့ကိုယ့်ရဲ့တထေးတို့ကြီးကမထင်မှတ်တဲ့မမျော်လင့်တဲ့အကူအညီကောင်းတွေရရတဲ့အစင်မပြေမသိမမြတ်ဖြစ်နေတဲ့အလုရှင်တို့တထေးတို့အထက်လူကြီးတို့လုပ်ဖို့ကံဘက်တို့နဲ့ မြှိဖို့နိုင်ဖို့ကောင်းသောနေမျိုးလည်းဖြစ်ပါတယ်။စားတော့ကုံစားတော့ဆိုင်အစားတော့ထုတ်လို့ဖြန့်ချီရောင်းချခြင်းစံစီစေစာဆက်မှုစိုက်ပျိုးစိန်စာဥစာတံအဲ့ဒါမျိုးတွေပို့ပြီးတော့အချို့ထူအောင်မြင်နိုင်မယ်နေဖြစ်ပါတယ်ငွေတွေပစ္စည်းတွေအလေလွင့်အကြပါလေးများတာတော့ရတာတော့သတိပြုလုပ်ငန်းအသစ်တွေထူထောင်ရန်အခြေတည်ရန်အစပြိုးရန်အလွန်ကောင်းသောနေဖြစ်ပါတယ်ခင်ဗျအဲ့တော့တနင်္ဂနွေသားသမီးတွေကမိမိရဲ့အိမ်တောင်ဘက်မိမိရဲ့ချစ်သူရေးစားရဲ့နိုင်ငံခြားနဲ့ပတ်သက်သော ရာတူးကုံရှိန်နဲ့ပတ်သက်သောပတ်သက်သောတရင်ကောင်းလဲကြားရတာပါတယ်ကတလူနေမျိုးမှာတရင်တွေသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင်ခရမ်းရောင်လို့မရမ်းရောင်လို့များများပါသောအဝိအစာသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်လုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဘာရောင်းညင်တာပဲဖြစ်ဖြစ်နောက်အလုတ်လုတ်တဲ့ပစ္စည်းအလုတ်ယုံဆက်ယုံဆက်မှုလက်မှုလုပ်ငန်းသုံးပစ္စည်းအလုတ်လုတ်တဲ့ကားတွေဆိုင်ကယ်တွေနောက်အလုတ်ယုံဆက်ယုံတွေကိုညောင်ရွက်ကလေး၃ရွက်ပူထပ်ပြီးညောင်ရွက်ကလေးနဲ့ရက်ကပ်ပြီးတော့ရိုက်ပြီးတော့စုတောင်းပါ ဒီနေ့ကို့အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်နံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားသတ်မှတ်မယ်အချင်းချက်နိုင်သတ်မှတ်မယ်ဆိုရင်တစ်ကနန်း6ကနန်းနေရာကို့အတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်တနင်္ဂနွေသားသမီးတွေကံရဲ့အပါမှုရဖို့ဆိုရင်တော့မိမိတိုင်းနာနဲ့မိမိအဆင်ပြေသလိုဆန်းလူတန်းတဲ့ကုသိုလ်ပြုလုပ်ပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကလေငွေဟောင်းပစ္စည်းအောင်လုပ်ငန်းဟောင်း ပြန်အကျိုးပေးတတ်တယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်အကြောင်းကြောင့်ကြောင့်ရထားနားထားတဲ့လုပ်ငန်းတွေရွေးချက်တွေပြန်ကြိုးစားဖို့အခြေအနေကောင်းပေါ်တတ်တယ်ကိုယ့်ဟဲ့ကွာနေတဲ့ဆွေမျိုးမိတ်ဆွေလို့ဖို့ကံပတ်တွေနဲ့ပြန်လဲစုံစည်းရတတ်တယ်ကောင်းတဲ့အဟောင်းတွေပြန်ပေါ်တတ်တယ်လို့ပြဿနာဟောင်းယောဂဟောင်းလေးတော့တရိထားနောက်ကိုမလုတ်ချင်တဲ့အလုပ်တို့မယူချင်တဲ့တာဝန်တို့မတွေ့ချင်တဲ့လူတို့ဒါတွေလဲလာပြီးတော့ပတ်သက်ရတတ်တယ်ငွေကန်ရွှေကန်ကောင်းနေတယ်ရွှေတို့ အလှကုန်အလှပြင်ဆိုင်အမှုပညာအလှပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝက်ဝါလေလဲလက်ဖက်လက်ဖက်ရေးဆိုင်အေးရာမျိုးတွေပို့ပြီးအချို့ထူအောင်မြင်နိုင်ပါတယ်။ဒင်းလာသားသမီးတွေကကိုယ်အိမ်တောင်ဘက်ချစ်သူကြီးစားရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ဝမ်းသာစရာကြားကြုံဝမ်းတကြောက်ပါခင်ဗျာ။ဒီလိုကိမျိုးမှာဒင်းလာသားသမီးတွေကံရဲ့အပမှုရရှိသေးဖို့ဆိုရင်အစိမ်းရောင်တို့မိခိုးရောင်တို့များများပါတော့အဝိအစားတုံဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါ။ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ကွန်ရွက်ကလေးနှစ်ရွက်နဲ့ရက်ခတ်ပြီးတော့ရိုက်ပုတ်ပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကတော့နှစ်ကဏ္ဍတစ်ကဏ္ဍတွေဖြစ်ပါတယ်ကံကောင်းစရာရှိတာပိုကောင်းအောင်အញ្ញံခိုက်တွေရော့ပါပြေပြအောင်ဆိုရင်ကြာဆန်းလှူဒန်းတဲ့ကုသိုလ်မြတ်စွာဘုရားမှာပဲလှူလှူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုကြာဆန်းလှူပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများ ဒီလိုနေမှာကကိုစီကိုဝန်တာစရာတည်င်းကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်ကိုလည်းပဲကောင်းသောခကြီးအချိုးထူးမဲ့ခကြီးသွားတတ်တယ်မိတ်ဆွေဆရာသမားတွေစီကအကူအညီအပံ့ပိုးကောင်းတွေအကြံဉာဏ်ကောင်းတွေရတတ်တယ်မြေကိစ္စဖုံကိစ္စအမွေကိစ္စပြိဘောကပေးပြောင်းပန်းပြိပကြီးပပုပညာရေးဆိုင်ရာပညာရဆိုင်ရာသင်ကြားရေးဆိုင်ရာသင်တန်းတို့ဘာလို့လဲပတ်သက်တာမျိုးတွေအလွန်ကောင်းတယ်ခက်ခဲထင်းငော့ကြံ့ကြာပိတ်ဆို့နေသောကိစ္စတွေကဲအစဉ်ပြေချောမွေသွားတယ်ဆိုတော့နမိတ်ကောင်းကိုလည်းတွေးရှိရကြအောင်ပါခင်ဗျာ မိမိတို့ရဲ့မိမိအိမ်တော်ဘက်ဖြစ်သီးစွာနဲ့ပတ်သက်လို့မတင်မကြမရေမရဆုံးပြခက်တာလေးတွေတော့လာပြီးကြုံရတာပါတယ်။အင်္ဂါသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ္မော်ရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆက်သုံးသွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်စားလေးလက်တစ်ဆုပ်လောက်ကိုလက်ကင်မော်လာဟာလေးနဲ့ထုတ်ပြီးတော့စားထုတ်လေးနဲ့တို့ပြီးထုပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေကတော့၃ကနန်း၉ကနန်းတွေဖြစ်ပါတယ် ဂလလိုနီမျိုးမှာအင်္ဂါသားသမီးတွေကံရဲ့အပမို့ရဖို့ဆက်ပြာကဲအခဲတွေအတုံးတွေအမှုန့်တွေဘူးတွေဘာပဲဖြစ်ဖြစ်အစဉ်ပြေတယ်လို့မိမိတိုင်းတိုင်းမိမိဆက်ပြာလှူဒန်းပြီးတော့ကံပွင့်ကံမြင့်ကြပါသေးခင်ဗျာဆက်လက်ပြီးတော့ဗုဒ္ဓသားသမီးမိတ်ဆွေများကဲဒီလိုနေ့ဒီမှာကလေညလက်ပြလိုက်တယ်လို့ကွက်ခနဲ့ကံကကောင်းသွားတတ်တယ်မထင်မှတ်တဲ့ဝန်သားစရာတွေအောင်မြင်မှုကြီးတွေကျုံ့ရတတ်တယ်အလုပ်ရတယ်ရာထူးတိုးတယ်ဝင်ငွေလာတာတိုးတယ်မထင်မှတ်တဲ့အခွင့်အရေးတွေပေါ်လာတယ်လို့ဖြစ်တတ်တယ် လက်ရှိလုပ်ငန်းတွေကိုတိုးမယ်ချဲ့မယ်အချိန်မြင့်မယ်နောက်ထပ်လုပ်ငန်းအသစ်တွေစမယ်ဆိုရင်လည်းကောင်းတယ်အပြိုင်အဆိုင်အကျိတ်နဲ့လောရမယ်ကိစ္စမျိုးတွေကောင်းတယ်ခရီးသွားပြီးလောရတဲ့အလုပ်တွေအသည့်အနှံတို့ရေရွက်ကုန်းတို့တည်တန်တို့တဲ့အဖျော်ရမကတည်တည်ဝလံအသားငါဟင်းဒီဟင်းရွက်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့ကောင်းတယ်ကဲအပြိုင်အဆိုင်အကျိတ်နဲ့လောရမယ်ကိစ္စဆိုလည်းဒီနေ့စူးစမ်းပြီးတော့ပြုအထက်လူကြီးလူကြီးမိဘဆရာသမားအလုပ်ရှင်တို့နဲ့အဆင်မပြေအခုထက်လေတော့နဲ့တရီတာကိုအိမ်တောင်ဘက်ချစ်သူရီးစားရဲ့ အောက်လက်ငယ်သားမောင်နှမတို့နဲ့ပတ်သက်တဲ့ဝမ်းသာစရာကြားကြုံရတတ်ပါတယ်ဗျကဲဒီလိုကဲမျိုးမှာဗုဒ္ဓသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်တော့အပြာရောင်တို့ပန်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တိုက်အောင်ဆိုရင်ရှောက်သီးလေးတလုံးဒါမှမဟုတ်ရှောက်ယူအထုပ်လေးနဲ့တို့ပြီးခောက်ပြီးစုတော့မှာဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက6ကဏ္ဍ3ကဏ္ဍနေဖြစ်ပါတယ်ဒီလိုနေမျိုးမှာဗုဒ္ဓသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအောင်ကံရဲ့အပမှုရဖို့ဆိုရင်တော့တည့်ရရ သို့မဟုတ်တေးရသည်တေးရသည်ဖြောရေးအဲ့ဒီတေးရသည်နဲ့ပတ်သက်တာလေးလှူဒန်းပြီးတော့ကံပွင့်ကံမြင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ဂျာတာပရိသသမီးယရနာထေးမဲ့ဂျာတာပရိသသမီးများလည်းရောက်လာပါပြီဂျာပရိသသမီးတွေငွေငွေကံအလွန်ကောင်းတယ်လူတယောက်ရဲ့ဘဝမှာအခြေအနေအဆင့်တန်းရုပ်တည့်မြင့်တက်သွားတာတို့ယာရုတိုးတယ်တို့ထီပေါက်မွေးပေါက်ဆုရဆိုတာတွေကဒီလိုကိမျိုးမလာပြီးကြုံတတ်တယ်ကဲအဲ့တော့ကိုဘဝကိုလုပ်ငန်းကိုအရှိန်မြှင့်ရမယ်အချိန်တော့ရောက်ပါပြီ။ မဆိုင်ရင်လည်းကြီးကြီးပြောင်းပြီးခံရအောင်ငွေကန်ကောင်းတဲ့အလှည့်ကိုရောက်ပြီးတံမိုးကြီးပစ္စည်းတွေဝယ်ယူစုဆောင်ခြင်းကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြက်ငါကြံကုန်းအယုတ်ချက်သွန်းအဲ့ရာမျိုးတွေပို့ပြီးအချို့ထူအောင်မြင်တတ်တယ်ကိုကနေပြီးတော့ကုညီပေးကန်ထောက်ပံ့လှူဒန်းကျင်တဲ့ရွေချက်များလည်းအောင်မြင်တတ်ပါတယ်ခင်ဗျာဒီလိုနေမျိုးမှာမထင်မှတ်တဲ့အမေလိုအမလိုအဖွားလိုအတော်လိုလူကြီးကြော်လိုအမျိုးသမီးကြီးတွေစီကအကူညီကောင်းနေရတတ်တယ်တိမ်မွေးတိရစ္ဆာန်ခွေးကြောင်ကြက်ငှက်ငါးနဲ့ပတ်သက်လို့တော့နည်းနည်းလေးစိတ်အနှောက်အယှက်လေးတွေကြုံရတတ်ပါတယ် အင်ကောင်ဘက်ချစ်သူရေးစားရဲ့ပညာရေးဆိုင်ရာစာမေးပွဲအောင်တယ်လို့သတင်းကောင်းကြားရတာပါလေဗျာကတလိုနီမျိုးမှာကြော်ရေးသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအញ្ញံခိုက်တွေရောပါပြပြအောင်ဆိုရင်အဖြူရောင်တို့မိခိုးရောင်တို့အာပြူပြီးတော့ဝစ်စင်သုံးစွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတံမီအကောင်းကောင်းနဲ့ထိုးပြီးစုတောင်းပါကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေကနှစ်ကနန်းရှစ်ကနန်းတွေဖြစ်ပါတယ်ကတိလိုနေမျိုးမှာကံရဲ့အပံမို့ရဖို့ကြာသပေးသားသမီးတွေနော်နနတ်ယူလှူဒန်းတဲ့ကုသိုလ်ပြုတ်ပြီးတော့ကံပွင့်ကံမြင့်ကြပါသည်ခင်ဗျာကြာသပေးသားသမီးများ ဆက်လက်ပြီးတော့တောက်ကြသားသမီးများလည်းဒီလိုကိမ်းမျိုးမှာကလေအမေလိုအမလိုအဖွားလိုအတော်လိုအမျိုးသမီးကြီးတွေလူကြီးကတော်ဒီစီကနေအကူကြီးကောင်းအပံပူကောင်းနေရတတ်တယ်စုတူးပွဲတူးယာတူးဂုံတူးကိစ္စတွေအောင်မြင်တတ်တယ်အထယ်အလိတ်တို့ထီးဖက်နတ်တို့လျှက်စစ်ပစ္စည်းဓာတ်စီဒီဇယ်ဓာတ်တုနှံ့နွားအဲ့ဒီလိုကိစ္စမျိုးတွေနိုင်ငံသားနဲ့ပတ်သက်သောပညာရေးဆိုင်ရာကိစ္စတွေထူးထူးခြားခြားအောင်မြင်နိုင်တယ်တခုရှိတာကခရီးဖင့်တတ်တယ်သွားရေးလာရေးနော်ကိစ္စလေးတတိထားလမ်းမှာငွေပြောက်ပစ္စည်းပြောက်လေးတွေတတိထား တောက်ကြသားသမီးတွေကမိမိအိမ်တော်ဘက်မိမိချစ်သူရေးစားရဲ့ဖုန်းကိစ္စဝမ်းသာစရာကြုံကြရတတ်ပါတယ်ပြုတ်ကဲဒီလိုကိမျိုးမှာကံရဲ့အပမှုရဖို့ဆိုရင်တော့အဝါရောင်တို့ခရမ်းရောင်တို့များများပါတော့အဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုထက်ညက်ခဲလေးနဲ့တို့ပြီးခောက်ပြီးဆူတောင်းပါကံကောင်းလိုက်ရွှင်စီမဲ့နံပါတ်တွေကနန်းတွေက9ခန်းနဲ့8ခန်းကံရဲ့အပမှုရဖို့ဆိုရင်တော့မုံကျွတ်လှူဒန်းတဲ့ကုသိုလ်လေးပြုလုပ်ကြပါသို့ခင်ဗျာ။ကဲဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများ ဒီလိုနေ့မှာကလေအချိန်ကုန်ငွေပန်းလူပန်းနေများရတဲ့ကိုကိစ္စအပြင်ဆွေမျိုးကိစ္စအပေါင်းသင်းကိစ္စတရားရွာကိစ္စတာရေးနိုင်ရေးမနိုင်ဝင်တွေထမ်းနေရတဲ့စိတ်တို့လွယ်ဒေါသထွက်လေပောက်ကွဲလွယ်ဆိုတာတွေကိုယူဆိုင်ပါစိတ်လိုက်မှန်းပါအပြောမှအလုံးမှငွေမှပစ္စည်းမှတွေတတိပြုပါမြေကိစ္စတို့ဖုန်းကိစ္စတို့အမွေကိစ္စပရိဘောကပေပြောင်ပန်းပရိန်ပကြီးပပုအဲ့ဒါမျိုးတွေတော့ကြိုးစားတတ်ပါတယ်စနေသားသမီးတွေကိုအိမ်တော်ဘက်ကိုချစ်သူရေးစားရဲ့ခရီးနဲ့ပတ်သက်တော့ရဝေးနဲ့ပတ်သက်တော့ဝမ်းသာစရာတွေကြုံဝံကြရတာပါတယ်ဗျာ။ ကတလူကိမျိုးမှာစနေသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အဖြူရောင်းတို့ငွေရောင်းတို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွယ်ပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ထက်ညက်ခက်လေးတစ်ခဲနဲ့တို့ပြီးခောက်ပြီးတော့ဆူတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကခွန်ကဏ္ဍလေးကဏ္ဍတွေဖြစ်ပါတယ်ကံရဲ့အပမှုရဖို့ဆိုရင်မုံဟင်းကလှူဒန်းပြီးတော့ကဲကံပွင့်ကံမြင်ကြပါစေခင်ဗျာ